မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတန်အောင်ဝိုးတေအုပ်ရေးသားသောကျွန်ုပ်နဲ့လူဝင်စားဆင်အုပ်ကြီးဦးစောမောင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းချမ်းရေးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ဆာရည်သူသည်ဗမော်တစ်ထုတ်လို့ရေးတွင်တာဝန်ထမ်းဆောင်နေစဉ်ဇင်းမုံတစ်ထုတ်လို့ရေးနှင့်ဝဲမှစင်စခန်းတွင်ရှိသောစင်ဝိုင်းများအားကြီးကျက်စစ်ဆေးရန်အတွက်တာဝန်ပေးချက်အရာအမြဲတမ်းနေရဖြစ်သောဗမော်မျိုးမှအမြန်ရင်ရင်ဖြင့်မနက်9နာရီမှမြစ်ကြောင်တိုင်းစုံစင်လာရာနေ့လယ်7နာရီခွဲတွင် AOR မြစ်တောင်ဝက်ကန်းတွင်ရှိသောဝဲမှစင်စခန်းသို့ရောက်ရှိပါသည်ဝဲမှစင်စခန်းသို့ရောက်သောအခါဆာရည်သူ၏ရှေ့တွင်စင်ဝိုင်းကြီးကျက်တာဝန်ထမ်းဆောင်ခဲ့သောဦးထိန်လင်းတေဦးထံမှ မှာစင်ဝိုင်းနယ်ပတ်သက်သောတာဝန်ဝတ္တရားများလွှဲပြောင်းလက်ခံပြီးတာဝန်ကျစင်ဝိုင်းနှဝိုင်းရှိစင်စဲကောင်းဤကျမရဲ့အထွေထွေစစ်ဆေးခြင်းတရားမဝင်ကိစ္စရပ်များတွင်ပါဝင်ပတ်သက်မှုမရှိစေရေးအတွက်ကျမစစ်ဆေးခြင်းတို့အားနေစဉ်ဆောင်ရွက်ရပါသည်ဤသို့ဆောင်ရွက်ရာတွင်တာဝန်ကျစင်ဝိုင်းနှဝိုင်းရှိစင်ကောင်းစင်ဦးစီးတို့အားထက်ဆင့်အုပ်ချုပ်ရသူဖြစ်သောစင်ဦးကြီးဦးစောမောင်နှင့်အတူပူးတွဲဆောင်ရွက်ရပါသည် ဤသို့ဖြင့်စင်ဝိုင်းများအားနေ့စဉ်လှည့်လည်စစ်ဆေးပြီးညနေစာ ထမင်းစားတော့ပြီးဒီကမိုးချုပ်သည်နှင့်အတူစင်ဦးကြီးဦးစောမောင်၏အိမ်ရှိအေယာဝရီ မြကန်းဘေးတွင်မိလုံ၍ညစဉ်ညတိုင်းစကားစမြည်ပြောပြကြလေသည်တညာထိုတညာကမှတ်မှတ်ရရပြာသူလာပြည့်သောညကောင်းငင်တွင်ရွှေလကပြည်ပြဝဝလှလှပပဝင်းပစွာတာ၍နေသောညပင်ဖြစ်ပါသည် မြေအေယာကန်နဘေးတွင်တည်ရှိသောရွာလေးဖြစ်၍စောင်းရသည် နှင်းဝင်မုံချိုနှင့်မြေပြင်ကိုဖြတ်၍တိုက်ခတ်လာသောလေမှာလွန်စွာအေးဆက်လာပေသည်။ဥသောမောင်သည်မိဘုံတွင်သို့ထင်းများထည့်ရင်ဖြင့် ကိုဆရာကြီးကျွန်တော်တို့ဆရာတို့အခုလိုမကြာခဏဆုံတွေ့ရတာဟာအရင်ဘဝကရှေ့ဆက်တွေရှိလိုပဲလို့ပြောရမှာပေါ့ဗျာဟုစကားအစာချီလေသည်မှန်တာပေါ့ဦးစောမောင်ရဲ့တချို့လူတွေဆိုရှေ့ဆက်နဲတယ်ဆိုရမှာပေါ့ဥပမာခီးသွွာလာရင်တသက်မှာတစ်ခါကြုံတွေ့လိုက်ရပြီးနောက်ထပ်ပြန်မဆုံတွေ့ရတော့တဲ့လူတွေနဲမှမနေပဲဗျာဦးစောမောင်ဒီရင်းရွေးတစ်ခွက်ငှက်တော့ပြီးတချိုင်းများမှုတ်ရီတောက်ပြီးလေမိဖို့မှထွက်တော့မိခိုးများနဲ့တူကောင်းငင်တို့မော့ကြီးကလေးနဲ့တည်ငိမ့်သောလေတံဖြင့် တန်တရားလဲတယ်ဆိုတာကိုကျွန်တော်တကယ်ယုံကြည်တယ်လက်ခံတဲ့ဆရာရဲ့ဟူပြန်ပြောလေသည်ဆရာရဲ့သူမှဟာဒါဆိုဥဆုံးမှာမှာအကြောင်းတခုတော့ရှိမိထင်နေဗျာဟူပြန်မေးလေယာရှိပြီလားဆရာရဲ့ကျွန်တော်ကကိုရိကျုံခဲ့ရတာမို့ယုံကြည်တာပါဗျာစာရေးသူမှာအော်ဟုတ်လားဒါဆိုဒီညတော့ကျွန်တော်တို့နေရာကြပြီဗျို့ဖြစ်ကြောင်းကုံစင်လေးတော့မှတ်မိသလောက်ပြောပြပါဦးမြာကျွန်တော်ကအခုဘွားရောအရင်ဘွားကပါ နှစ်ဘဝလုံးရောနယ်မှာလူဖြစ်တာဗျ။အရင်ဘဝကရောနယ်ဘက်ကရွာတရွာမှာတကြီးသားဖြစ်ခဲ့ဘူးလေ။ညီအကို၅ယောက်ရှိတဲ့ထဲမှာအကြီးဆုံးသားပေါ့။အဲ့ခေတုန်းကတော့တကြီးဆိုတာအလွန်ဩဇာကြီးတဲ့အမျိုးကိုဗျ။အဲ့တုန်းကအတုံးဆောင်ပစ္စည်းဆိုတာခုခေတ်လိုမပေါများသေးဘူးဗျ။အုတ်ထုတ်ဆိုလဲတကလက်အုတ်ထုတ်ဝိုင်းကြီးတွေပဲစောင်းရတယ်။အင်ကြီးကတော့ပင်နေပေါ့ဗျာအောက်ကဘောင်းမီကတော့ရှမ်းဘောင်းမီလိုမျိုးခပ်ပွားပွားပဲ ဟုတ်ကဲ့မျက်စီထဲမှာမြင်မိပါတယ်ဦးစောမောင်ကျွန်တော်တို့ငငယ်တုန်းကကြည်ဘူးတဲ့အဖြူမဲရုပ်ရှင်ကားတွေကလို့နေမှာပေါ့ဗျာစီယုတ်ကြီးဦးစောမောင်မဆက်၍ဆရာတို့လည်းကြားဘူးနာဝါရှိမှာပေါ့အလန်ဖြူအလန်ဒီဖွဲ့ဆိုတာလေဟုတ်ကဲ့ကြားဘူးပါတယ်ဗျာမှတ်မိပါသေးတယ်အလန်ဒီအဖွဲ့ဆိုရင်အိုးစီပုံပေါင်းတွေနဲ့တီးမှုန်ပြီးတရားဝင်တရားတဲ့အောင်ဝဲခံနေကြတာ တိုင်းပြည်ကြီးကလည်းမကောင်းတပုန်လေးကလည်းထကြွာအစာရေးစာစံစဘာကလည်းရှားပါလိုက်တာဗျာစားစရာစံမရှိလို့မြောက်ဥတူးစားရတယ်ပြောင်းစံနဲ့ရောစားရတယ်ကျွေးဥကိုနေမီရေးစိန်စားခဲ့ရတယ်ပြောင်းစံနဲ့ရောစားရတယ်အဲ့လိုအခြေအနေကြောင့်စံစဘာတူလောင်နိုင်တဲ့ငွေကြေးရှင်တွေကလည်းရွှေငွေဘလောက်ပေးပေးရောင်းချမပေးတော့ပြည်သူလူထုရဲ့သုံးပုံနှပုံကထမင်းမစားရရှာဘူးလေဒါနဲ့ကျွန်တော်လဲဆေးသားတွေဘက်ကစာနာတနာပြီးကိုနဲ့စိတ်တူကိုယ်တူလူငယ်၄၅ယောက်စုလိုက်တယ် စံစဘာရောင်းမပေးတဲ့အင်ဂျင်တွေကိုဖမ်းဆီးချုပ်နှောင်ကျိုးနဲ့တုပ်ပြီးစံကိုတောင်းနေအကုန်ဖွင့်မဆားရတဲ့လူတွေကိုအကုန်ဝေပေးဒီလိုမျိုးပေါ့၃လေးရွာလဲလှုပ်လိုက်ပြီးတော့ အဲ့ဒီခက်ကရဲဘော်တွေကကျွန်တော်တို့ကိုစုငွေထုတ်ပြီးလိုက်ဖမ်းတော့တာပဲဗျာကျွန်တော်တို့အုပ်စုလည်းကိုယ်အိမ်ကိုယ်ရွာနေလို့မရတော့အုပ်စုခွဲပြီးခြေရဖြောက်နေရတော့တာပေါ့ဗျာအများအားဖြင့်ရွာနဲ့မနီမဝေးကလဲတော့ခိုင်းတော့တွေမှာပေါ့စာရေးတောက်ရေးကတော့ဘယ်အိမ်ဘယ်ရွာဖြစ်ဖြစ်ကိုကဝင်ငှဘူးတဲ့ကျေးဇူးလေးရှိတာဆိုတော့အဆင်ပြေပေမဲ့ဝရမ်းပြေးလို့ဖြစ်နေတော့တူတူတိတ်တိတ်ပေါ့ဗျာဒါဆိုဦးစောမောင်ကမိဘအိမ်မပြောင်းဘူးလားဟုမေးလေရာပြန်တာပေါ့ဆရာရဲ့ရွာတိုင်းမှာလည်းနေရောကြပါအဆောက်နေရှိတယ်ရွာဝင်ရွာတွေတခုတည်းမြလူစိမ့်တွေ ကိုစောင့်ကြည့်ကြတာပေါ့တညမှာရွာကကင်းဆောင်သမားကိုအကျိုးအကြောင်းပြောပြပြီးမိဘတွေနဲ့ခဏတွေ့ချင်းလို့ပါထမင်းလည်းမစားရတာကြာနေလို့ပါဒီညတွင်ချင်းရွာထဲကနေပြန်ထွက်သွားပါမယ်ပေါ့ရွာသားချင်းဆိုတော့လေကူညီရှာပါတယ်အိမ်ကလည်းမိဘတွေဖြစ်နေတော့စိုးရင်ကြတာပေါ့ဗျာဒါပေမဲ့အဲ့ဒီတစ်ခေါက်ကတော့ဘဝရဲ့နောက်ဆုံးတစ်ခေါက်ပါပဲအော်ဒါဆိုဦးစောမောင်ကဘာဖြစ်လို့လဲဦးစောမောင်ဒီမိတည်နေသောစေဘောလေးကိုမိညိဖွာရှာရင် ဒီလိုဗျဆရာကြီးတနေ့ကျွန်တော်နေမကောင်းတာနဲ့ခိုင်းတော့ဆက်ကအရေးကောင်းတဲ့တစ်ပင်တစ်ပင်အောက်မှာအိပ်ပျော်နေတော့ခြေတံတွေကြားတာနဲ့အသာခေါင်းထောင်ကြည့်လိုက်တော့ရဲဘော်၅ယောက်ကျွန်တော်ရှိတဲ့နေရာဘက်ကိုတဲ့တဲ့လာနေတာနဲ့ငါထွက်ပြေးမှဖြစ်တော့မယ်ဆိုပြီးထွက်ပြေးလိုက်တာ လူကလည်းနေမကောင်းအများနဲ့တယောက်ဆိုတော့တောဆက်မှာမိသွားလို့အဖမ်းခံလိုက်ရတယ်ဗျကျွန်တော်ကိုရှေ့ကသွားစီပြီးနိုင်ဝက်လောက်ကြတော့ချောင်းကဘာတစ်ခုရှိရောက်လာတော့ရိုင်ဖယ်တနက်ကင်နာတဲ့ခေါင်းဆောင်ကပြောတယ်အဲ့ဒီခက်ကရိုင်ဖယ်တနက်ဆိုတာရဲဘော်တိုင်းတောင်ကင်ရတာမဟုတ်ဘူးအတော်လုတ်သက်ကြီးတဲ့ရဲဘော်လောက်သာကင်ခွင့်ရှိတာဆက်မသွားနဲ့ရက်လိုက်တော့ရှေ့မှာမြင်နေရတဲ့ကမ်းမဘော်တက်ဆန်းဆိုပြီးခိုင်းနေ ျွန်တော်လဲဝါးနှပြန်လောက်မြင့်နဲ့ကဘာကြီးပေါ်ခက်ခက်ခဲခဲတက်လိုက်ပြီးတဝက်လောက်အရောက်မှာရပြီရက်လိုက်တော့မျက်နှာဒီဘက်လက်နေဆိုတော့ကျွန်တော်လဲမတက်ရက်ပြီးသူတို့ဘက်ကိုမျက်နှာမူလိုက်တယ်ငုံကြည့်လိုက်တော့တနက်နဲ့ပြင်ပြီးကျွန်တော်ကိုချိန်ထားပြီးပြီကျွန်တော်လဲတွေးမိပါတယ်ငါကိုတော့ဒီတိုင်းထားမှာမဟုတ်ဘူးဘယ်ချိန်တက်မလဲပေါ့ခေါင်းဆောင်ကမေးတယ်ကို့အပြစ်ကိုတိပြီးသားမဟုတ်လားတဲ့သိပါတယ်လို့ကျွန်တော်တခုမှဖြေလိုက်တော့သိတ်ကောင်းတာပေါ့လူရစုကိုသာတောင်းဝေတော့တဲ့ကျွန်တော်သိပြီးဖြစ်လို့မျက်စိမိတ်ပြီးရင်ကော့ပေးလိုက်တာနဲ့ ချက်ချင်းပဲဒိုင်းဆိုတဲ့အတန်နဲ့တူဘိုက်နဲ့နောက်ကျောစီကပူကနေခန်းစားလိုက်ရတဲ့အသည့်ဟာနောက်ဆုံးပဲဗျ။အင်းဗျာအခုလိုကြာတော့စိတ်မကောင်းလိုက်တာဗျာ။ဒါနဲ့ပဲဒီဘဝမှာလူပြန်ဝင်စားတယ်ဆိုပါတော့သိဟုတ်တာပေါ့ဆရာရဲ့တက်တဲ့အနေနဲ့ပြရရင်ဟောဒီမှာကြည်လေးဆရာဆိုကအနှွေးတဲ့အင်ဂျီစာကိုလှန်၍ဝမ်းပိုက်ညာဘက်ချက်တိုင်အောင်ဤတွင်တလက်မခန့်ရှိသောအနာရွက်ကိုပြလေသည်ဟောဒီဒံရကကြည်စံဝင်တဲ့အပေါက်ပေါ့ညာဘက်ကြောကုန်းလက်ပြမှာကြီထွက်သွားတဲ့နေရာက ကွန်းသီးလုံးလုံးရှိတဲ့အတဘိုတစ်ခုမှဲ့လိုဟာမျိုးပေါ်မွေးကလေးကပါလာတာဆရာကြီးကျွန်တော်မိပါများကျွန်တော်ငယ်စဉ်ကဒီဖိုက်ကတန်းအားဆိုရင်ပြီးတဆူဆူနဲ့ဖြစ်နေလို့ညှစ်ပေးခဲ့ရတာ၆နှစ်သားအရွယ်လောက်မှပျောက်သွားတာလို့ပြောမှုတယ်ဒါဆိုအရင်ဘွားကမိဘတွေကိုတော့မတွေ့ဘူးလားဟုမေးရ ကားပြောတဲ့စာကလေးကအရင်ဘိုးကအကြောင်းပြောတာကိုခုနှစ်နှစ်သားလောက်မှမိဘဟောင်းတွေကကြားတယ်လို့ထင်ပါတယ်။နားခေါ်ကြပါတယ်။အရင်ဘိုးကနေခဲ့တဲ့ရွာနဲ့အခုဘိုးကလူဝင်စားတဲ့ရွာကလည်းတိတ်မဝေးပါဘူး။ဒီဝဲမရွာနဲ့ဟိုရှိကဇင်းမုံရွာလောက်ပါပဲ။ခမ်းမန်းကြီးလေးပိုင်ခန့်လောက်ပေါ့။ မိဘဟောင်းတွေအိမ်ရောက်တော့မိခင်နဲ့ညီတော်မောင်တွေပဲပြန်တွေ့ရတော့တယ်အဖေကတော့ဆုံးသွားရှာပြီတဲ့ဒါနဲ့သူတို့ကအဝတ်အစားအသုံးဆောင်ပစ္စည်းတွေအကုန်ချပြပြီးကျွန်တော်သုံးဆောင်ခဲ့တဲ့ဟာတွေကိုရွေးခိုင်းတော့အကုန်မအောင်ရွေးပြနိုင်တော့လူပြန်ဝင်စားတယ်ဆိုတာကျင်းနဲ့လက်ခံကြတယ်ပေါ့ဒါနဲ့ကျွန်တော်ကသူတို့ကိုပြန်မေးကြည့်လိုက်တယ် ျွန်တော်အရင်ဘဝကတရွာနဲ့တရွာအပြိုလှည့်သွားတဲ့အခါမှာအမြဲတမ်းယူဆောင်သွားတတ်တဲ့ငွေလက်ကန်ရိုးလေးနဲ့ပြုလုပ်ထားတဲ့အယိုးအသွား6လက်မလောက်ရှိတဲ့တမြောင်လေးဘယ်နှမှာထားသလဲတွေ့မိသလားမေးတော့ဘသူမှမသိကြဘူးလေဒါနဲ့ကျွန်တော်ကလည်းဟော်ရီလှေကအတက်ကကျွနိုင်ဟောင်းကြီးကိုလှည့်ပြီးရှာကြည့်ပါလို့ပြောလိုက်တော့မှညီတော်မောင်များကတန်ဖြက်လွှာကလေးနဲ့ဂယုတစိုက်ဖြတ်ပြီးကြည့်လိုက်တော့ တွေ့ပါပြီဗျာနှစ်ပေါင်းများစွာကြာတော့တန်းနဲ့လှုပ်ထားတဲ့ဓာသွားမူးရည်နဲ့တူတန်ကြီးစားပြီးဘာမှမကြံတော့ဘူးငွေရိုးလက်ကင်လေးပဲမပြတ်မစည်းကြံတော့တာအကောင်းပဂရိပါပဲอืมကိုရဲကြုံတဲ့သူပြောပြလို့ဒါပဲနော်လောကကြီးကတိတ်ဆန်းကြတာပဲ ဒါကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာတန်တရားဆိုတာရှိတယ်။ဘုံဘိုးကအမျိုးမျိုးကျင့်လည်နေရတယ်လို့ဖုရားရှင်ဟောခဲ့တာတွေကအမှန်တရားတွေပါလားဆိုတဲ့ယုံကြည်မှုကိုတတ်သိအနေနဲ့ထပ်ပြပေးလိုက်တဲ့ဥသောမောင်ကိုအထူးကျေးဇူးတင်မိပါတယ်ဗျာ။ဟုဆိုလေရာဥသောမောင်မှာတိတ်မှန်တာဗောဆရာရဲ့ဒါကြောင့်ကျွန်တော်လည်းဒီလိုအသည့်တရားလေးရှိတဲ့လူဘဝပြောင်းရောက်တော့စိတ်ရင်အကောင်းဆုံးဖြစ်အောင်ပြုပြင်နေထိုင်သွားမယ်လို့ဆုံးဖြတ်ထားတာပါပဲဆရာကြီး။ လုံနေသောမိဖို့လည်းမိငိမ့်စာပြူနေလေပြီအချိန်ကည10နာရီခန့်ရောက်နေပြီဖြစ်ပြီးကောင်းငင်ရမငွေလာမင်းသည်ပို၍ကြည်လင်ဝင်းပါစွာတာနေပြီတော့ဤတိတ်ဆိတ်အေးချမ်းစွာစီးစင်းနေသောအေယာရီမြေရဲ့နဲ့စောင်းရသည့်မြောက်ပြန်လေးတို့သည်လည်းပို၍တိတ်သည်စွာအေးမြလာပြီဖြစ်သောကြောင့်စေအုပ်ကြီးဦးစောမောင်အားနှုတ်ဆက်ရင်းတညတာအိဆက်အနာယူရန်မိမိတက်ကိုရာဝဲမှတိတ်ဆိတ်ရှိဘူရဲရိတ်တာတို့ပြန်လာခဲ့လေတော့ဤ တရဝမနမတန်တရာမြစ်အတွင်အပြစ်ကင်းစွာစီးဆင်းနိုင်ကြပါစေကုန်သတည်းဒီဗီဒီယိုလေးကိုစုံထီကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင် နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်